မြတ်စွာဘုရားကဟောတယ်ပတိရူပေဝသေးသေးသေးမင်းကြီးဘွားတွေ့တဲ့ချင်လို့ရှိရင်ကိုနဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ်တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့ဉာဏ်ဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိတိတမ္ပနော ကိုကိုပြင်မာအကောင်းဆုံးဖြစ်အောင်ပြင်မာလို့ဆိုပုပ်ပြီးပုံညကတော်နရောအတိတ်ဘဝလည်းကုသကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလည်းပတ်သွားပြီဆိုလို့ရှိရင်တဏံဒိညာယတောဂိတ်တိသူခင်စေတံဒေဝတတိအောင်မြင်ကြီးပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာမှာ အောင်မြင်ကြည်ပွားမှုချမ်းသာဒုက္ခတွေအာလုံးသူ့စီကိုရောက်လာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာเนาะအောင်မြင်ကြည်ပွား14ပါးဆိုတာဒီလေးကိုဆွလို့တယ်ပေါ့အဲ့ဒါကုသနာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကို မြင့်တင်ပေးဖို့လိုအပ်တယ်။တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလောင်သီလမရှိသေးဘူးဆိုသီလရှိရမယ်။စာကတုဒ္ဒမရှိသေးဘူးဆိုရင်တုဒ္ဒရှိအောင်ကြိုးစားစာကမရှိသေးဘူးဆိုရင် စာကရှိအောင် ကြိုးစားပညာမရှိသေးဘူးဆိုပညာဆိုလိုတာပညာလောကီနဲ့ပတ်သက်လာလို့ရှင်ပစ္စည်းဥစ္စာတွေမရရအောင်ကြိုးစားအထောက်အမယ်လုံလဝိရိယဆက်ရမယ်ပညာတွေသင်ရမယ် စီပါဥစ္စာဒုတက်ကြောင့်ဖြစ်တဲ့ပညာတွေကိုသင်ကြားစီးပူးအထောက်တာအတ္တတမပဏိတိပဲဖြစ်တယ်။အဲ့ဒီအတ္တတမပဏိတိဖြစ်မှ အောင်မြင်ကြည့်ပါ။လူလောကမှာကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုံတုပွဲတုတွေရလို့စီစဉ်ဥစ္စာတွေဒုတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တတမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့သူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မီတဲ့ပုံကဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မီုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပဏိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲကြားမာတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးနော်ချိန်ကြရလက်ဖေးဆိုင်ထိုင်နေချိန်ဖြုံးနေစီးပွားရှာမှာပြင်းနေအလုံးလုံးအောင်မှာပြင်းနေဘဲတော့မှမကြည့်ပါဘူးလေ နော်ជីវ័តတွတ်မှုဆိုတာမရနိုင်အချိန်ရှိသည်မမျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှားတဲ့အလုပ်လဲစ조사တဲ့ဆိုတဲ့ပုံကိုယ်တွေဟာထိတ်တန်းကိုရောက်လာစာရီမြန်မြတ်ဖတ်တယ်ပညာရီမြန်မြတ်ရအောင်စီးပွားထုတ်တယ်ဆိုအဲ့ဒါတွေအလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ဉာဏ်နဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ် သူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်လောက်အတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းတွေပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြိပွားတုတ်တက်မှုမရှိနိုင်ဘူးသူဟာအချက်ပဲအခရာပဲမန္တိုင်ပဲလို့ဒီလိုပြောလို့ရတယ်နော်